အားလုံးပဲမင်္ဂလာပါဗျ Rolling Record Channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်နေနဲ့ Trend မြန်မာဆိုတဲ့ခေါင်းဆောင်ကနေပြီးတော့မြန်မာနိုင်ငံအတွင်းထွက်လာပြတဲ့ခီးစဉ်တွေအကြောင်းကိုမျှဝေပေးနေတာဖြစ်ပါတယ်အခုဒီဖြစ်ခနဲ့မြင်ကွင်းများဆိုတဲ့အစီအစဉ်ကတော့ကျွန်တော်တို့သွားလာရင်ရောက်ရှိရာဒေသမှာတွေ့ရတဲ့မြင်ကွင်းတွေကိုပြန်လည်မျှဝေတဲ့အစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်ကတော့ကျွန်တော်တို့ရန်ကုန်ပျော်ပွဲခီးစဉ်ရဲ့အပိုင်းနှစ်ဖြစ်ပါတယ် ျော်ဝေရဲ့ငလျင်ပြီးမှတွေ့ရတဲ့မြင်ကွင်းတွေကိုပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ဗျဒါကကျွန်တော်တို့အာအဲ့ဒီမနေ့ဒီခုနဟိုငလျင်ကြောင့်ဖြစ်သွားတဲ့မြင်ကွင်းတွေကိုသွားမကြည့်ခင်မှာမနေ့စားလေး ။ तू ကဒီလိုမျိုးလေးဗျ။ तू ကကျန်တဲ့ ejaculate smooth ဆာတော့ဝမ်းဖြစ်ဘူးပေါ့။အကျုံက तू အဲ့လိုမျိုးလေးခြားတယ်။ပြီးတော့ရင်ဒါကကြတော့နမ်းပြတော့အကျုံက तू ဘူတိကြော်တွေကြီးတယ်ပဲ။ဒီနမ်းပြတော့ကကြတော့လေအဲကျွန်တော်တို့စားနေကြပုံစံလေးနဲ့တော့နည်းနည်းလေးကွာတယ်။ तू ကနည်းနည်းပြစ်တယ်ပေါ့။ဟိုဟာနဲ့စီကအဝါတုံးထားတယ်။ပြီးတော့အာပဲမို့အတော်လေးများတယ်။နေလိုက်ဖက်လိုက်ရင်တော့ဒီပုံစံလေးဖြစ်သွားတယ်။ရတာပိုင်းကတော့နည်းနည်းလေးခပ်ပော့ပော့လေးသွားတယ်ဗျ။ ဒီဆိုင်လေးမှာထိုင်ပြတာအခုဒါကကြတော့ကျွန်တော်တို့စားပြီးမြင်ရတဲ့မြင်ကွင်းမြန်မာနိုင်ငံမှာအကျယ်ဆုံးကြောင်ဝင်ဖြစ်တဲ့အထက်ကတပျော်ပွေရဲ့တတိုင်းနေပြိုကျနေတဲ့မြင်ကွင်းမှာပြီးတော့အဲ့နေပြီးတော့ကျွန်တော်တို့မြို့တွေကိုဆက်ထွက်လာတယ် မနဲ့မိုးမလင်းတလင်းလေးဖြစ်နေတဲ့အခါကျတော့မြင်ကွင်းကနည်းနည်းမရှင်းဘူးဖြစ်နေတယ်ဒါပေမဲ့ကျွန်တော်တို့ဒါကဒီဘက်ကနေသွားတာဆိုတော့လေဟိုဘက်ကပြန်လာတဲ့မြင်ကွင်းကျရင်တော့နည်းပိုကြည့်မယ်ထင်တယ်ဗျအခုဒီမှာဆိုလို့ရှိရင်ဘေးဘက်မှာတွေ့လာဒါကဟိုယာယီတဲတွေယာယီလူနေတဲလေးတွေဒါကဟိုဟာပေါ့ပြပအထောက်ပံ့ပေါ့ဆိုတော့အခုဒီမှာရေးထားတဲ့ဟာလေးတွေမှာတွေ့ရတာကတော့တရုတ်နိုင်ငံရဲ့အထောက်ပံ့လို့တွေ့ရတယ်ဗျာ ဒီအဖြူပြက်တွေကတော့ရှင်းလင်းသွားပြီဖြစ်ပါတယ်ရှင်းလင်းပြီးသွားပြီဖြစ်ပါတယ်ဒါကကြတော့ကျွန်တော်တို့ဘယ်လမ်းပေါ်မှာတွေ့ရတဲ့မြင်ကွင်းလဲဆိုတော့ပျော်ပွဲကနေပြီးတော့ရမဲသိန်းဘက်ကိုထွက်တဲ့လမ်းပေါ်မှာတွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်ဗျာ ါကဒီလိုမျိုးဖြစ်ရတယ်မဖြစ်ခင်ငလျင်မဖြစ်ခင်ကဒီလမ်းကိုပဲတွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်ကျွန်တော်တို့အခုဒီထဲမှာကကျွန်တော်တို့ငလျင်မတိုင်ခင်ကကျွန်တော်တို့မှတ်တမ်းတင်ထားတာလေးတွေရယ်ပြီးတော့ငလျင် ဖြစ်ပြီးမှတွေ့ရတဲ့မြင်ကွင်းလေးတွေရောပြန်လည်းပေါက်ဆက်မျှဝေသွားမှာဖြစ်ပါတယ်ဗျဒါကငလျင်မဖြစ်ခင်ကတွေ့ရတဲ့မြင်ကွင်းတွေပါဒီလမ်းပေါ်မှာပဲဖြစ်ပါတယ် ခုကျွန်တော်တို့ဒီဟိုပါပေါ့အဲခုနပြောတဲ့ရမဲသိမ့်ဘက်ကိုထွက်တဲ့လမ်းတလျှောက်မြင်ခွင်အလင်းမလှုပ်ခင်တုန်းကရှိခဲ့တဲ့မြင်ခွင်ဒါကလမ်းဆောင်ရောက်သွားပြီရမဲသိမ့်လမ်းဆောင်ရောက်သွားပြီโอเคဒါကတော့ကျွန်တော်တို့အလင်းလှုပ်ပြီးမှတွေ့ရတဲ့မြင်ခွင်ဒီလမ်းကိုပြောင်းပြန်ပြန်လာတာပေါ့ကျွန်တော်တို့ခုနကတော့ဒီဘက်ကိုလာတယ်လာတော့မနေ့မိုးလင်းကစားဖြစ်နေတာရော lighting against ဖြစ်နေတာရောလဲဆိုတော့အခုဒါကတော့တည်တည်ချာချာလေးပြန်မြင်ရအောင်လို့ဒီဘက်ကနေပြန်ပြတာဗျဒါကရမဲသိမ့်ဘက်ကနေပျော်ပွဲဘက်ကိုဝင်လာတယ်လဲ ဒီလမ်းပေါ်မှာလည်းပြေကျပစ္စည်းမှုတွေရှိပါတယ်ရှိတဲ့အတွက်အဲ့ဒီဟာတွေကိုအခုယာယီအိမ်လေးတွေလှုပ်ပေးထားတာတွေလည်းတွေ့ရတယ်ဗျမဘကုနာပေပေမှာစတူလာပေမှာလည်းတလုံးရှိတယ်။ခြံစည်းဦးကတော့ချို့ဆိုဝါးရင်းနဲ့ခြံစည်းဦးခတ်ထားလိုက်ရတယ်။အပြူပြက်အလုံးကတော့ရှင်းလင်းထားပြီးဖြစ်တယ်ဗျ။ဒီမှာအခုညာဘက်မှာဆိုလည်း ဖြုတ်ပြက်ရှိတယ်။ဒါကတော့ကျွန်တော်တို့ဟိုဈေးဘက်ကိုသွားတဲ့ထိန်သားလေးကိုရောက်လာပြီဗျ။ဟိုရှိမှလည်းဒါရိုက်တဲထိုးပေးထားတာ။ဒီတော့ကနေကတော့ဒီနေရာတွေကဘယ်ဟာကဘယ်နေရာဆိုတာကိုတိကျပို့ပြီးသိနိုင်ပါလိမ့်မယ်ဗျ။ဒါကတော့ကျွန်တော်တို့ခုနလိုမျိုးပေါ့လေဟိုအကြောင်းကြောင်းကြောင်းဝေးရောက်နေတဲ့သူတွေလည်းမြို့ရဲ့လက်ရှိအခြေအနေလေး ပြန်ပြီးမြင်ခွင့်ရအောင်မျှဝေတာပါဒါကအခုနဒီလန်းကိုပဲအခုနလို့ပြန်လာလို့ရှိရင်ငလျင်မတိုင်ခင်ကတော့ဒီလိုမြင်ခဲ့ရတာဗျဒါကပြောပွဲမိသက်ဒါထကနဲ့ကျွန်မကတကယ်တော့လေစီးပွားရေးအတော်လေးကောင်းတဲ့မြို့ပြကျွန်တော်တို့ ပထမတော့ကတော့မသိဘူး။နောက်တော့ကျွန်တော်တို့ရောက်ဖြစ်ရင်းနဲ့မှလေပျော်ပွဲကစပင်းလုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်တအားကြီးကြီးကျယ်ကျယ်ကိုလုပ်ကြတာဗျ။စပင်းဒိုင်နီနဲ့ပတ်သက်တဲ့ဟာတွေကရာခိုင်နှံလောက်နှီးပါတော့ရှိမလားမသိဘူးဗျ။ဒီနေရာတွေကပြိုတဲ့အထက်ပါသွားတာထင်တယ်အခုနောက်နေရာလေးတွေဆိုရင်လေ။ဟုတ်ကဲ့ဒါကတော့အခုကျွန်တော်တို့ဇီလန်ပေါ့ငလင်းမှာအထိကိုက်ခံခဲ့ရဆုံးလမ်းအထိကိုက်မှုအများဆုံးဖြစ်ခဲ့တဲ့လမ်းပါ။ ဒါကတော့ငလျင်အပီးမှာပြီးခဲ့တဲ့ရပ်ပိုင်းလေးမှာပဲကျွန်တော်တို့မှတ်တမ်းတင်ထားခဲ့တာဖြစ်ပါတယ်။ငလျင်အပီးစူရောငလျင်အပီးဟိုအလောက်ဖြစ်သွားပြီပေါ့။တလရက်40ကျော်ကျော်လောက်ဖြစ်သွားပြီထင်တယ်။အဲဒီကာလမှာတွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ဒီလမ်းလျှောက်မှာကတော့အထီးကိုက်ပျက်စီးအတော်လေးများတယ်ဗျ။အဆောက်အဦတွေကရှေးတုန်းကအဆောက်အဦတွေဖြစ်နေတာလဲပါမယ်လို့ယူဆရပါတယ်။ဒါကကြောက်တယ် ရှေ့ညာဘက်ထဲမှာဈေးရှိတယ်ဒီနေရာနဲ့ဆက်ပြီးတော့တောက်လျှောက်ဆိုင်တဲ့နေရာပညာရှိနေတာဗျသို့တော့အခုကတော့ပြူပြက်တဲ့အထက်ကိုပါသွားကြတဲ့နေရာတွေရှိတယ်ဗျအခုဒီပုံထဲမှာကြည့်ရင်လည်းတွေ့ရမှာဖြစ်ပါတယ် က်စီထိခိုက်မှုအများဆုံးနေရာ တွေပါဟိုဆောက်ဦးဆိုနောက်ကဟိုဆောက်ဦးကြီးကတော့ကြံခဲ့တယ်ဗျသူဒီဘေးကတွဲထားတဲ့ဆောက်ဦးကပြူသွားတာထင်တယ်ရှမ်းဖွဲရလို့ခေါ်တာထင်တယ် ီဘက်ချမ်းမကတော့ခုနဈေးနာပတ်ဝန်းကျင်လောက်ထိခိုက်တိတ်မတွေ့ရတော့ဘူးပြဒီဘက်ကလေဒါကကြတော့ကျွန်တော်တို့ဟိုပါပေါ့အဲဖျားငါးစုကိုသွားတဲ့လမ်းဘက်ကိုထွက်တဲ့နေရာပေါ့စမုံခိတ်လားစမုံခိတ်အဲ့ဒီဘက်ကိုထွက်တဲ့လမ်းပါ ဂျာဒေတာကလူတွေအနေနဲ့လေးလာနိုင်အောင်ရယ်ဒီဒေတာကနေအဝေးရောက်နေတဲ့သူတွေသူတို့မျိုးလေးအခြေအနေကိုသိနိုင်အောင်ရယ်ပါဒါကကြတော့အခုနလမ်းပဲဒီဈေးလမ်းပဲဒီဈေးလမ်းကိုငလျင်မလောက်ခင်ကတွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်ဗျအဲ့တုန်းကတော်တော်ကြာကြပေါ့ဒါတော်တော်ကြာခဲ့ပြီဇေးပွဲတော်ဒီတစ်ခုလာမသိဘူးအမှလုံနေတဲ့အချိန်ဒီကျွန်တော်တို့အဲ့ဒီဘက်ရောက်ရင်လည်းမှတ်တမ်းတင်နေတာပါဗျကျွန်တော်တို့ဟိုပျော်ပွဲနဲ့ပတ်သက်လို့ကလေနှစ်ပိုင်းလောက်မျှဝေပြီးတယ် အဲ့ဒီမာတုံးတွေကမှတ်တမ်းတင်ထားခဲ့တဲ့မြင်ကွင်းတွေဖြစ်ပါတယ်။ဒါကကြတော့ကျွန်တော်တို့ကအဲ့စမုံခိဘက်ကိုဆက်ထွက်တဲ့အဆုံးသားပေါ့။ဒါကငနေလှုပ်ပြီးမှတွေ့ရတဲ့မြင်ကွင်းဒီဘက်မှာတော့အထီးကကကြီးကြီးမားမားရှိပုံမရဘူးလို့ထင်ရတယ်ဗျာဒါကျွန်တော်တို့အမြင်နဲ့ပြောတာပါဟိုအတွင်းဘက်ပိုင်းအခြေအနေပါညာကတော့အာကျွန်တော်တို့ဟို အသေးစားမသိဘူးပေါ့ကျွန်တော်တို့ဒီလမ်းပေါ်မှာတွေ့ရတဲ့မြင်ကွင်းတွေသာပျော်ပြမျှဝေခြင်းဖြစ်ပါတယ်ဗျာရေကြီးတုန်းကလည်းဒီလမ်းတွေကတောက်လျှောက်ရေးဗေးဒဏ်ခံရတယ်ဗျာအဲဒီပုံမှန်ရှိတဲ့သဒ္ဓါဆိုလို့ရှိရင်သဒ္ဓါဘောင်တွေပါဒီမှာမြုပ်သွားတာလीအ ဒီတရာဒီတရာဆိုလို့ရှိရင်ရေကြီးတော့ဒီတရာဘောင်းတွေပါမြုပ်သွားတာဆိုပြောပွဲကငလင်ရေဘေးတန်တုန်းကလည်းတိုင်းနာခုတီခံလိုက်ရတယ်လို့ငလင်ဘေးကိုလည်းတိုင်းနာခုတီခံစားခဲ့ရတဲ့မျိုးဖြစ်ပါတယ် ဒီဘိုင်းကတော့အချက်လက်ထက်စာလို့ရှိရင်လေမြင်ကွင်းလေးတွေကိုမျှဝေတာဖြစ်တဲ့အတွက်အေးချမ်းချမ်းအာအေးချမ်းချမ်းဆိုတာဘောဟိုဒီတိုင်းလေးကြည့်နိုင်အောင်ပါကျွန်တော်အခြားအချက်လက်တွေထည့်သွင်းမျှဝေတာချင်မပြူပါဘူးရစမုံကိအခုနကဒါကအဲ့လန်းလေးအဲ့လန်းလေးကိုဒါအခုန ဒီစမုံကိဘက်ကိုသွားတဲ့လမ်းလေးပဲဒါပေမဲ့ဒါကတော့ငလျင်မလှုပ်ခင်ကကြည်ကြည်လင်လင်တောက်တောက်ပပကောင်းကောင်းမွန်မွန်ရှိနေသေးတဲ့အချိန်ကမြင်ခွင့်နေဖြစ်ပါတယ်ဗျဒါဆိုရင်ဒါဇေနဝက်ပတ်ဝန်းကျင်ရောက်လာပြီအဲ့ဒီချိန်တုန်းကတော့ ။သမင်းကြော်ဆိုင်လေးပါရမီထင်းတယ်ပါရမီကနှစ်ဆိုင်လားမသိဘူးရှိတာထင်းတယ်။သူသမင်းကြော်ဒီလိုပုံစံမျိုးလေးအဝါလေးစီဝါနဲ့ကြော်တယ်။အချင်းကဒီလိုပြီးတယ်ဒါကစိတ်သားလုံးကြော်။သူကတစ်လုံးစားရင်တစ်လုံးကိုနှလုံးစားရင်နှလုံးကိုပြရတယ်။ဒီမှာဒီလိုပုံစံမျိုးသူရောင်းတဲ့ပုံစံကကားစီရဗျ။ကျောင်းစားတဲ့အချိန်ကအဲ့တော့ညနေပိုင်းလေးညနေပိုင်းညနေအစောပိုင်းလေး ချင်းတွေဒါကအဲ့ဒီအချိန်တုန်းကဈေးအကောင်းတန်းရှိနေသေးတဲ့ဈေးထိတ်နာလေးပေါ့ပါရမီဟုတ်တယ်အဲ့လိုပဲဒါကထိုင်ပြတဲ့နောက်တစ်ဆိုင်ညနေပက်လေးထိုင်ပြတဲ့သူက အစားတောက်လဲထိုက်တဲ့လို့စုံနေဗျဒါပါရမီပဲပါရမီကနှစ်ဆိုင်ရှိတယ်အခုနကကျွန်တော်ထိုင်ခဲ့တာဈေးထိတ်နာဆိုင်အခုဒါကကျတော့ကျွန်တော်တို့ဟိုဟာပဲပေါ့မိထီလာဘက်ကိုထွက်တဲ့လမ်းပေါ်မှာရှိတဲ့ဆိုင် ဲ့လိုအေဂျင့်လေးပဲဆိုင်ပုံစံလေးကဒီမှာဒီလိုမျိုးလေးဒါကကျွန်တော်တို့အဲ့ဒီခုနမိတ်ထီလာဘက်ကိုထွက်တဲ့လမ်းပေါ်မှာရှိတဲ့ဆိုင်ဒါကကျတော့နောက်ဆိုင်သူကတော့အေးဆိုင်လေးအေးဆိုင်လေးကိုမာဟိုပါဘောခက်မိတယ်ပြောရမှာပေါ့ဦးမကြီးအပြင်အစင်ကိုကြည့်ပြင်းစင်လေးကစားခင်မိတယ်တက်သားတုံးကြီးတွေတုံးထားတယ်ဒါဒီမှာတော့နည်းနည်းပူတာဟုတ် ဖြစ်ကိုခုနလိုလက်မြင်ရတယ်ဒါကအပြင်းနဲ့ကြည့်လို့ရှိရင်အပြင်းမကဒီလိုမျိုးလေးဆင်ထားတယ်အခုနအထဲမှာတွေ့ရတဲ့မြင်ကွင်းဒါကကျတော့အပြင်းမှာတွေ့ရတဲ့မြင်ကွင်းပြဆံပုံစံဒီလိုပုံစံလေးအဲ့ဆိုင်တွေကအခုချိန်ထိစီကန်ဆက်လက်ရောင်းဝယ်နေသေးဖြစ်ပါတယ်ဗျရှတ်တမ်းဆိုင်နာမည်ကဒီလိုပုံစံမျိုး သူကောင်တာလေးကဘာကောင်တာစတိုင်လေးနိုင်ရမှာကဒီလိုပုံစံမျိုးလေးတွေစင်ထားတယ်မကြီးဒါဆိုရာဘေဘီဆိုရာမိုက်တယ်တအားလိုမျိုးလေးကြီးလည်းရတယ် โอเคဒီမှာရှိုးလိုက်အောင်ဆိုတော့ तू ကအဲ့လိုမျိုးအစားအသောက်လေးလည်းခင်မိတယ်အရသာလည်းကောင်းတယ်ထိုင်လို့လည်းအဆင်ပြေတယ်လို့ပြောရမှာပေါ့ဟိုတခါကြောက်ကြတော့လीမုံဟင်းကမုံဟင်းကဒီလိုဒီလိုပုံစံမျိုးဒီက1500ဆင်းစက်က2000ဘာပါလဲဒီကဘာကြောက်ဘူး 哦，这五部片，哦。好好好。给我第三包啤酒，哇酒。是不是？好好好好好。不用那哭了。ပြိုပွေရဲ့နာမည်ကျော်ချီမုတ်ညနေပဲအိုက်ဆိုင်လေးတွေ့ရတဲ့ဝင်ဝယ်ဖြစ်တာဗျ။ တော့ဒီမှာရေမုန်းတဲ့ကြုံနဲ့တွဲစားကြရသည်ရှိတယ်ဆိုင်မှာထိုင်ပြီးတော့လေโอเคဒီနေရာမှာလေကျွန်တော်တို့ဟိုဟာလေးနည်းနည်းပြောချင်လို့ဒါကတော့ကျွန်တော်တို့အခုအဲ့ဒီဟိုဟာပေါ့ပျော်ပွဲကနေပြီးတော့မိတ်ထီလာဘက်သွားတဲ့လမ်းရဲ့မြင်ကွင်းချို့ဖြစ်ပါတယ်ဗျာ ဟိုကျွန်တော်ဒီနေရာမှာပြောချင်တာလေးကလေကျွန်တော်တို့က food blogger အဲ့ဒီ line မျိုးမဟုတ်ဘဲနဲ့လေကျွန်တော်တို့ဒီခီးသွားတဲ့အကြောင်းအရာတွေကိုမျှဝေတာဖြစ်ပါတယ်အဲ့ဒီခါကျတော့ကျွန်တော်တို့က site တွေကိုပြလို့ရှိရင် site တွေရဲ့အပြင်ဆင်ရှိတယ်သူတို့ရဲ့ရောင်းတဲ့ပစ္စည်းပုံစံဒီလိုပုံစံမျိုးလေးရောင်းတယ်ပြီးတော့ဒီလို site မှာဒါတွေရတဲ့တယ်ကျွန်တော်တို့ဒီလိုအချက်လောက်လောက်ပဲမျှဝေတာဖြစ်ပါတယ်ဗျအဲဒီအရသာအသေးစိတ်အရသာပေါ်ညွှန်းပြောဆိုမှုတို့ပြီးတော့လို့ရှိရင်ဈေးနှုန်းပြန်လဲပြောပြတာတို့ပြီးတော့ site name တွေကိုကျွန်တော်တို့တီးခြားပြောလို့တော့မရှိပါဘူးဒီခါလေး site name တွေပါလာ တာမျိုးရှိတယ်ကျွန်တော်တို့လက်တစ်ခါလေးတော့ထည့်ပြောမိတာမျိုးရှိတယ်တော်တော်အချိန်တိုင်းတောင်ပြောပြတာမဟုတ်ပါဘူးတော်တော်လည်းမဆိုင်ဆိုင်ဖို့တော့ပိုင်ပါမယ်ကျွန်တော်မြင်ခွင်ထဲမှာဒါလေးတွေပါပဲဟိုဈေးနှုန်းတွေကျွန်တော်ဘာလို့ထည့်မပြောလဲဆိုတဲ့အခါကျတော့ဈေးနှုန်းကကျွန်တော်တို့ကဟိုတချို့ဟာတွေဆိုလို့ရှိရင်အာနှစ်ချိန်လောက်သွားတာကိုစုပြီးမျှဝေတာရှိတယ်တစ်ခါလေးသုံးချိန်လောက်စုပြီးမျှဝေတာရှိတယ်အဲ့ခါကျတော့တစ်ချိန်နဲ့ချိန်ဈေးကတူချင်မှတူမယ်အဲအဲ့တော့ကျွန်တော်တို့ရိုက်တဲ့အချိန်နဲ့တခါကြည့်တဲ့လူကြီးရဲ့အချိန်နဲ့ကြားထဲမှာဈေးကကွာဟချင်းကွာဟနေတယ်။အဲ့တော့ကျွန်တော်တို့ကအဲ့ဈေးကိစ္စကိုကျွန်တော်တို့ထည့်မပြောပါဘူး။အရသာနဲ့ပိုက်တဲ့လူတွေလည်းဒီတိုင်းပါပဲ။ကျွန်တော်တို့ကအဆင်ပြေတ ယ်မပြေဘူးဒီလောက်ပါပဲအဲသူအခုအသေးစိတ်ဟိုညှဉ်းဆုံမှုကြတော့တယောက်နဲ့တယောက်ကအကြိုက်တူချင်မှတူပါပါဒါကြောင့်မလို့ကျွန်တော်တို့က food line မဟုတ်တဲ့အတွက်တော့အဲ့ဒီဟာနဲ့ပတ်သက်လို့အသေးစိတ်ညှဝေခြင်းမပြုတ်ပြတာကိုတော့ဒါကကျွန်တော်တို့ အသိပေးတာပါဗျပြီးတော့တခါတည်းတလဲဆောင်တဲ့ကျွန်တော်တို့တောင်းပန်လိုတာကကျွန်တော်တို့ဒီရပိုင်းလေးဒီမှာကျွန်တော်တို့အာခီးချို့သွားကြပါတယ်ခီးချို့သွားတဲ့နေရာမှာရောက်ရှိတဲ့ data ရဲ့အလျက်စင်ပြီးအခြေအနေအင်တာနက်အခြေအနေတွေကြောင့်မလို့ကျွန်တော်တို့ပြန်လည်မျှဝေမှုကိုအရင်လိုပုံမှန်မပြုတ်လုံနိုင်ခဲ့တာမျိုးရှိပါတယ်သို့တော့အခုတော့ပြန်ပြီးတော့ကျွန်တော်တို့ပြန်လည်ပုံမှန်မျှဝေနိုင်အောင်ကြိုးစားနေပါတယ်ဗျဒါကြောင့်မလို့ရှေ့ကာလတွေမှာကျွန်တော်တို့ဖြတ်ကွက်ခဲ့တာတွေအတွက်တပါးတဲ့တောင်းပန်ခြင်းဖြစ်ပါတယ်ဗျ ျော်ပွဲရဲ့စီးပွားရေးကောင်းမကောင်းဒီစာအုပ်တွေကိုကြည့်ပြီစပိန်လုပ်ငန်းနဲ့ပတ်သက်လို့ကျွန်တော်တို့အံ့ဩယူရတော့အောင်ကိုပျော်ပွဲကကြီးကြီးကျယ်ကျယ်လုပ်ပါတယ်ဗျာဘာကြောင့်လဲဆိုပျော်ပွဲမှာဟိုတယ်ကမြို့ထဲမှာနှလုံးမြို့ပြင်မှာတလုံးအလုံးပေါင်းခန့်မှန်းကြည့်ကျွန်တော်သိတဲ့လောက်၃လုံးလောက်ရှိတယ်အဲ့ဟိုတယ်၃လုံးလုံးရဲ့အနည်းဆုံး85 90ကနေ85ရာခိုင်နှုန်းကြားကနေအဲ့ဒီကုန launch day နေတဲ့သူတွေကြီးပဲဒီစပိန်လုပ်ငန်းလုပ်တဲ့နိုင်ငံသားတွေပါတယ်ပြည်ရင်းကလူချို့လည်းပါတယ်အဲ့ဒီလောက်ကို ြည်ကြည်ကြည်ကြည်လှုပ်ကြတဲ့ခြင်နေမျိုးတော့ကျွန်တော်တို့တွေ့ခဲ့ရပါတယ်ဗျ။မျိုးရဲပဲချမ်းကိုပြန်လာနေတာခုနဓမိတိလာပဲအထွက်လန်းကနေပြီးတော့လေ ပျော်ဝင်တဲ့ပတ်သက်လို့တော့ကျွန်တော်တို့ဟိုတမိုင်းနဲ့နောက်ခံချက်လက်လေးတွေကအရင်ရှေ့မှာမျှဝေဘူးတဲ့ဗီဒီယိုဒီမှာတော့ကျွန်တော်တို့ထည့်သွင်းမျှဝေထားပြီးဖြစ်ပါတယ်ဗျာဒီမှာကတော့ကျွန်တော်တို့ကခုနငလင်အပီးမှာဖြစ်ခဲ့တဲ့အခြေအနေလေးတွေကိုအဓိကပြကျင်တာရယ်ငလင်မတိုင်ခင်ကပျော်ဝင်မျိုးကဘယ်လိုမျိုးလေးဆိုတာရယ်ကိုပြကျင်တာရယ်အเจ้าမလို့အဓိကပုံရိပ်တွေမျှဝေခြင်းတာဖြစ်ပါတယ်အချက်လက်ပိုင်းကတော့ကျွန်တော်တို့ရှေ့မှာမျှဝေထားခဲ့တဲ့အပိုင်းချို့နဲ့ပြန်လဲဆက်ဆက်ကြည့်လို့ရှိရင်တော့ဒါကအသေးစိတ်သိနိုင်ပါတယ်ဗျာ နောက်ပြီးတော့ကျွန်တော်တို့အမှတ်မှားရင်လည်းမှားလိမ့်မယ်အတိမှားရင်လည်းမှားမယ်ကျွန်တော်တို့သိတဲ့အချို့ကစပိန်လုပ်ငန်းကပြည်တွင်းနေမဟုတ်ဘူးဗျပြည်ပနဲ့ချိတ်ဆက်လုပ်တဲ့လုပ်ငန်းတွေပါအတိမှားလုပ်တာလို့ကျွန်တော်တို့ကအကြမ်းမြင့်တော့သိရတယ် Okay ပြွေရဲ့ညက်နေခင်ဒါကငလျင်မဖြစ်ခင်တုန်းကညက်နေခင်မင်းလမ်းမကြီးကနေဝင်လာပြီးတော့အထက်ဘက်ရောက်လို့ရှိရင်ပျော်ပွဲကဒီလိုပုံစံမျိုးလေးမြင်ရတယ် တကယ်အညာပုံစံလေးပဲအညာပုံစံစစ်စစ်လေးလို့ပဲပြောလို့ရတယ်အိမ်ကြီးရဲ့ပုံစံရင်လမ်းကြီးရဲ့ဖွဲ့စည်းပုံရင်အပင်ကြီးရဲ့ပေါက်ရောက်ပုံရင်ပြီးတော့ပြောွယ်ကဟွာရှိတယ်ကောက်ကွင်းရှိရဲ့ဗျာ ကျွန်တော်တို့အဲ့အထဲတော့မရောက်ဘူးပေါ့အထဲတော့မရောက်ဘူးဒါပေမဲ့အပြင်ကနေပြီးတော့သွားရင်ကျွန်တော်တို့ဒီဟိုပါပေါ့အခုနပြောတဲ့အပျော်ပွဲမိထီလာလမ်းပေါ်မှာရှိတယ်အပျော်ပွဲရဲ့နေထွက်လာလို့ရှိရင်ညာဘက်ချမ်းမှာရှိတယ်ဗျအဲ့ဒါဟိုးကဆိုင်ပုတ်လေးကအဲ့ဒါကပျော်ပွဲခေါက်ကွင်းရဲ့ဆိုင်ပုတ်တတိနောက်ထဲမှာခေါက်ကွင်းရဲ့ လွမ်းမောပွေပျော်ဝေရဲ့စီးစာညက်နေခင်မြင်ကွင်းဟိုးဘယ်ဘက်မှာနေလုံးရှိနေရဲ့ဗျဒီဖျားလေးကနေသာဝင်ရိုက်ဝင်ရိုက်ဖြစ်ခဲ့လေတော်တော်လေးလှမှာကျွန်တော်တို့ကလည်းအဲ့နေတော့တော့အာပြန်ဖြတ်ခနေပဲမြင်ကွင်းယူရင်လည်းကျန်တာတေချာသတိမထားမိလိုက်ဘူးဖြစ်သွားတယ်ဗျာ နှိုးဆိုလို့ရှိရင်အဲ့ထက်ကနေဆိုလို့ရှိရင်လေတော်တော်လေးလှမယ်လို့ယူဆရတယ်။ဟိုနေကအလုံးလိုက်မြင်နေရတာဟောဒီမှာဒီမှာပြီးတော့ဖခင်ကဂုံလေးပေါ်မှာရှိနေတာထင်တယ်။ဒါကတော့အခုငလင်းအပီးမှာတွေ့ရတဲ့ပျော်ဝယ်ရဲ့ညာဦးပိုင်းမြင်ခွင် လူဆိုတာကတော့ကတွေရှိမယ်အဆင်မပြေမှုတွေရှိမယ်ပျက်စီးဆုံးရှုံးမှုတွေရှိမယ်တိုးတော့ဒါတွေကထိုင်ကြည်ခွဲုံနဲ့ရတဲ့အရာတွေမဟုတ်ပဲပြန်လဲစူးစားထူမကူညီပံ့ပိုးကြရင်ရှေ့ဆက်သွားကြရမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ဒီမိုင်းမြဝေခြင်းကတော့ဒီမြပဲဖြစ်ပါတယ်ဂလူနာဆင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ